up to 75% scholarship ရတဲ့ကျောင်းလေးတစ်ကျောင်းနဲ့မိတ်ဆက်ပေးပါမယ်။ကျောင်းရဲ့နာမည်ကတော့ AI ရှန်ပဲဖြစ်ပါတယ်ဗျ။ AI ရှန်က hospitality management မှာလူကြိုက်အများဆုံးကျောင်းလေးဖြစ်တယ်လို့မျိုး internship လည်းနှစ်ကြိမ်ရှိတဲ့အတွက်အလောက်ကန်တွေ့ကြုံလို့ရတဲ့ကျောင်းသားကျောင်းသူတွေအတွက်အဆင်ပြေပါတယ်။ထိုင်းမှာတက်လို့ရတယ်လို့မျိုး Switzerland မှာရှိတဲ့ Les Roche campus မှာလည်းတက်ရလို့ရပါတယ်ဗျ။ ကျောင်းကိုဟိုတယ်မှာတွဲဖွင့်ထားတဲ့အတွက်ဟိုတယ် industry နဲ့အစင်းဆက်သက်မဖြစ်တဲ့အပြင် industry visit ကိုနေတိုင်းသွားရတယ်လို့ဖြစ်နေတာကြောင့်လုပ်ငန်းဝင်တဲ့အခါမှာလည်း stress လည်းမရှိတော့လဲတာမှာပါ icon ဆိုင်အနားမှာရှိတဲ့အတွက်မြူရဲနဲ့လည်းတိတ်မွေးလို့ဆိုတော့ထိုင်းနိုင်ငံရဲ့မြို့ပြအလှတွေကြည့်ပြီးတော့ကျောင်းသွားလို့ရတာပေါ့ဗျာ up to 75% scholarship မှာလိုအပ်တဲ့ requirement တွေကတော့စေတဲ့အောင်လက်မှတ်စေတဲ့မှတ်စင်အဲ့နှစ်ခုလုံးကို original နဲ့ notary လိုအပ်ပါတယ် IELTS 5.5ဒါမှမဟုတ် Duolingo 100 plus ပြီးတော့ passport international ဆရာဆရာမတွေတင်တဲ့အကြောင်းတစ်ခုလည်းဖြစ်တယ်။စာပြင်ကိုမှ personality ဘိုင်းကိုတင်ပြီးတဲ့အကြောင်းလည်းဖြစ်ပါတယ်။လုပ်ငန်းကိုဝင်တဲ့အခါမှာလည်းကိုယ့်ရဲ့ personality ကအရေးကြီးပါတယ်။စာတစ်ခုလည်းသွားအောင်မျိုးမဟုတ်ဘဲနဲ့အခြား activity ကလည်းရှိပါသေးတယ်ဗျ။လက်တွေ့လောက်ရတာကြိုက်တဲ့သူတွေရွေးချယ်တင်တဲ့အကြောင်းတစ်ခုဖြစ်တာကြောင့်အခုပဲ scholarship ကိုရှာဖို့ပြင်ဆင်လိုက်တော့เนาะအသေးစိတ်သိချင်တာရှိတယ်ဆိုလို့ရှိရင်တော့ G1 page ဒါမှမဟုတ်အောက်ကပေးထားတဲ့ phone number ကနေဆက်သွယ်မြင်နိုင်ပါတယ်ဗျာ